တပည့်ကုမ္ပဏီဟာတရုတ်စိုးရရဲ့ဖိအားပေးမှုကိုလိုက်ရောက၎င်းတို့ရဲ့တရုတ်နိုင်ငံဆိုင်ရာ application store မှာ link to ချစ်သူချင်းတွေ့ရေးအတွက်လူသုံးများတဲ့ application တစ်ခုကိုဖယ်ရှားလိုက်ကြောင်းသတင်းရရှိပါတယ်။တရုတ်နိုင်ငံရဲ့အကြီးဆုံး link to ချစ်သူချင်းတွေ့ရေး application တစ်ခုဖြစ်တဲ့ blue နဲ့ finger တို့ကိုတရုတ်နိုင်ငံရဲ့ internet စည်းကမ်းထိန်းသိမ်းရေးနဲ့စင်တာဖြတ်တောက်ရေးအာဏာပိုင်အဖွဲ့မှအမိန့်ပေးပြီးတဲ့နောက် app ရဲ့ application store မှာဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။ Apple ပြောရေးဆိုခွင့်ရှိသူတဦးကကျွန်တို့တို့ဟာလုပ်ငန်းလည်ပတ်တဲ့နိုင်ငံများရဲ့ဥပဒေများကိုလိုက်နာရပါမယ်လို့ပြောကြားခဲ့ပါတယ်။၎င်းတို့ဟာတရုတ်စိုးရရဲ့အမိန့်အရရင်း application တစ်ခုကိုတရုတ်နိုင်ငံဆိုင်ရာ application store မှာဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ရင်းလောက်ရဟာတရုတ်နိုင်ငံရှိလိင်တူချစ်သူ LGBT အတိုက်ဝန်းတွေနောက်ကျောင်းပြန်လည်သွားခြင်းတစ်ခုဖြစ်စေပါတယ်။တရုတ်နိုင်ငံဟာ1998ခုနှစ်၌ လိန်တူဆက်ဆံခြင်းကိုရာဇဝတ်မှုအဖြစ်မှပယ်ဖျက်ခဲ့တော်လဲလိန်တူချင်းလက်ထက်ထိမ်းများခြင်းကိုအတိမတ်ပြုခြင်းမရှိသေးပါဘူးထို့ပြင်လိန်တူချစ်သူဇက်ကောင်များနဲ့ဇလန်းများကိုထဲ့သွင်းထားသည့်ရုပ်ရှင်နဲ့ TV အစီအစဉ်များကိုလည်းစင်စာဖြတ်တာမှုဥပဒေများကပိတ်ပင်ထားပါတယ်လူတီများတဲ့ LGBT ချင်းတွေ့ရေး application ဖြစ်တဲ့ Grindr ကိုလည်း2022ခုနှစ်မှာ Apple ရဲ့တရုတ် application store မှာဖယ်ရှားခဲ့ပူပါတယ်2014ခုနှစ်မှာလိန်တူချစ်သူဖြစ်ကြောင်းထုတ်ဖော်ခဲ့တဲ့ အပယ်ရဲ့အမှုဆောင်ရရှိချုပ်တင်ကွတ်ဟာကဘာတဝန်းရှိ LGBT အတိုင်းဝန်းတွက်ဩစာအရှိဆုံးသူတူဦးဖြစ်သတ်မှတ်ခံထားရပါတယ်။၎င်းဟာအပယ်အနေနဲ့လူ့အခွင့်အရေးနဲ့ဒန်းတူညီမျှမှုအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဟုပြောကြားထားပါတယ်။